ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ဆုလက်က CP Freshman ဆိုင်ပွဲသို့ဖွင့်ဝေကိုရောက်နေရဖြစ်ပါတယ်ဒီနေရာကမြောင်းကလာသုဓမာနမ်းမကြီးပေါ်မှာရှိရပါတော့ အဲဆလတ်ကိုရိုင်းလည်းသာသမတရားအနေနဲ့ CPU ဟိုးရင်ကလေးကကိုကိုရိုင်းယုံကြည်စိတ်ချစွာနဲ့အမြဲတမ်းဝယ်ယူပြီးတော့အပိတ်ခဲ့ရတာဖြစ်ပါတယ်ပြီးတော့အခုဆိုလို့ရှိရင် CPU အခုလိုမျိုးဆိုင်ခွဲတက်လေးတွေ freshman တွေအများကြီးနေရာတိုင်းမှာဖွင့်လာတာဖြစ်တဲ့အတွက်ဆလတ်တို့လိုမျိုးစားသုံးသူတွေအတွက်တကယ်ကိုအဆင်ပြေတယ်ပြီးတော့သူအခုဆိုလို့ရှိရင်ထုတ်ကုန်လေးလည်းအများကြီးပဲရှိရယ်ဒီတော့ဒီကနေ့ဆိုင်ခွဲတက်မှာဆိုလို့ရှိရင်ဘလို့ထုတ်ကုန်စစ်တွေရှိလဲနောက်ပြီးတော့ဘလိုမျိုး promotion တွေနဲ့ရောင်းချပေးနေလဲဆိုတာသိရအောင်ဆလတ်တို့အတူကားပြီးတော့လေ့လာကြည့်လိုက်ရအောင်နော် င်လို့ရှင်ဒီနေ့ကလေဆိုင်ဖွင့်ဝဲဆိုတော့တကယ်လို့အဲ့လို special promotion တွေပေးနေတာရမ်းမိုက်တယ်ဒီမှာ2000ကျွဲဖို့ဝယ်ပြီးဆိုတာနဲ့ဒီမှာကိုယ့်ရဲ့ voucher လေးပြပြီးတော့ cancel မဲ့နိုင်လို့ရတယ်ဘလာမပါ cancel မဲ့ကျုပ်ကတ်တွေပြီးတော့ကျုပ်ဦးချောင်းနေနောက်ပြီးတော့အေးအေးတွေပြန်ရပြောစရာကြီးအဲ့ထဲမှာသွားကြည့်ရအောင်နော် ီနေ့က discount တွေလည်းရှိရယ်ဆိုင်ဖုန်ဝင်နေဆိုတော့လူကကြကြိတ်တော့ပဲအဲ့ဆိုတော့လည်းဒီမှာရှိရလေးကိုအိမ်မှာချက်ဖို့ဝယ်သွားမယ်ပေါ့နော်မာချက်သားတွေချက်သားတွေအများကြီးပဲဒါရိုးရိုးချက်သားဒီရောဒီဘက်မှာအရသာနှက်ထားတဲ့ချက်သားတွေလည်းအများကြီးရှိတယ်တောင်မန်လေးဒါအိမ်မှာကွက်တာကိုကြော်စားရအောင်မိုက်တယ် တို့ကလည်း CP ဆိုလို့ရှိရင်စက်သားပဲပြင်းနေကြတယ်ဟုတ်တကယ်ကဝတ်သားလည်းအများကြီးရှိတယ်။မကြည့်ဒါဆိုလို့ရှိရင်ဝတ်သားထုတ်ထိုး ready made တခါလေကိုယ့်အသားကိုပြန်ပြီးတော့အချိန်ညံ့ညံ့လေးနဲ့ချက်ရုံပဲဝတ်သားဒီလိုမျိုးဝတ်သားထုတ်ထိုးရှိတယ်ပြီးတော့သဘောကျတာလေအဲဟော့ပေါ့တွေပါလေစားဖို့အတွက်ဝတ်သားစွာတွေလည်းရှိဒါလေးဝယ်သွားမယ်ဝတ်သားစွာပြီးသွားရင်ဒါလေးဆိုလို့ရှိရင်ဝတ်သားပြား ထားတဲ့ကင်ဆာလို့ရတယ်။စုံရပဲ။သဘောကျလိုက်တယ်။ဒါလေးဆက်စားမယ်။အဲဒီကစက်သားကင်ဒီတိုင်းကင်ဆာလို့လည်းရတယ်ဆိုတော့ဘာကလောက်စားလို့ရှင်လဲစင်ပြေ။ရှင်ပဲဒါလေးလည်းဝယ်သွားမယ်။ကျတားလေရတာနှက်ထားပြီးသားဆိုတော့ အိမ်မှာတခါတည်းတမ်းပြီးတော့ချက်ရုံပဲဒါလည်းတော်တော်အဆင်ပြေနော်ဂျပန်ကြဆက်ကျွန်တော်ညဆောစိတ်ဆိုလို့ရှိရင်လေစီပီယာဆောစိတ်ပြဆာဒီမှာအကြိုက်ဆုံးကဟောဒီမှာဒါရန်ကြိုက်တာရန်စားကောင်းနေခါလေးစက်တုံဖြူနဲ့မှုမွေးလေးနဲ့ဒါလေးဝင်မယ်ဒီတော့အများကြီးပဲရှိရနော်

哦，搞多了点，多了点就发当掉了。စေးအများကြီးဝယ်လာပါတယ်အဲတော့အရင်မှချက်စားတယ်ဗာချက်မလဲဆိုလိုက်ကြည့်ပြပါဦးရှင်ဒီနေ့တော့ CP Freshman မှာဈေးဝယ်ထွက်ရင်းနဲ့စတုနီယာတိုက်တာတွေကိုဝယ်လာခဲ့ပါတယ် CP Freshman ကထုတ်ကုန်နေရသူကအရသာနှစ်ပြီးသားလေးတွေရှိတာဖြစ်တဲ့အတွက်စတုလိုမျိုးအလုံးရှုပ်တဲ့အင်ရှင်မတွေအတွက်အရင်ကိုအဆင်ပြေပါတယ် ဒါလေးဆိုလို့ရှင်လဲအစင်းလေးကင်စားရုံပဲပြီးတော့ဒါကတော့ကင်စားလို့ရတဲ့ဝတ်သားစာလေးတွေပါဝတ်မုံလုံးလေးဆိုလို့ရှင်လဲနူးနူးအေးအေးနဲ့အရန်စားလို့ကောင်းတယ်ဒါတော့ဆလတ်တို့နှစ်ယောက်လုံးရန်ကြိုက်တဲ့ garlic sausage ဖြစ်ပါတယ်ဒီ ready made ဝတ်သားအုပ်ထိုးထုတ်လေးတော့အရန်စိတ်ဝင်စားနေရပါနောက်နေ့ချက်စားမှာဖြစ်ပါတယ် မနေ့ကတော့ဆလတ်တိုနီယာ CP freshman ဆိုင်ဖွင့်ဝင်ရနေပြီးတော့ဝင်လာတဲ့ပစ္စည်းတွေကတော့အများကြီးပေါ့နော်ဟိုကိုမြင်နေကြမဟုတ်တဲ့ပစ္စည်းတွေတွေ့ရအရင်သဘောကြတယ်အဲ့ဒီကမှဒီနေ့ဝက်မိုလုံးဝက်မိုလုံးတွေကတော်တော်နုနုဤလေးသီးလားဝက်မိုလုံးရေနောက်ပြီးတော့ဒီမှာဘေကွန်အသားလှော်ပေါ့နော်အဲ့ဒါလေးကိုသုံးပြီးတော့ဆလတ်တို့အာ hot pot ဟုတ်ပါတော့စားပါမယ်ဒီဟော့ပေါ်လေးကအရန်ရိုးရှင်းနေအရသာလည်းအရန်ကောင်းနေပါဝင်ပစ္စည်းကဒီအဓိကကဝတ်သားလွှာနေမုံညင်းထုတ်ဒါပဲလိုအပ်တာဒါရေပြီးတော့မှုပေါ့နော်မှုကတော့ကိုကြိုက်နှစ်သက်တဲ့မှုကြိုက်တာထည့်လို့ရအစွဲကဒီနေ့မှုနှမျိုးထည့်ထားတယ်ဒီရွက်လေးကတော့အိမ်မှာမုံညင်းစိမ်းလေးနည်းနည်းရှိရနဲ့ထည့်လိုက်တာဒါကဒီအောက်နားလေးတွေကိုပြီးထားတာအဲ့ဒါကိုအိုးထဲမှာအောက်နားမှာဖြန့်ခင်းမယ်ပြီးရင်ဒီမုံညင်းမုံညင်းထုတ်လေးအလှော်လိုက်အလှော်လိုက်အသားလေးထည့်ပြီးဖြန့်ခင်းပါနော်အဲ့ဒါဆိုလို့ရှိရင်ဟော့ပေါ်လေးလောက်ပါမယ်ရှင် မသားလွားကိုအရသာနဲ့ငေုတ်ကောင်းလေးနည်းနည်းချိန်ပြီးတော့အခုလိုလေးတေချာနဲ့ဟားလိုက်မယ်ပြန်တော့တေချာရေးစေးတန့်စင်ပြီးတော့ရေးစစ်ထားတဲ့မုံကြီးရွက်ပေါ်မှာအခုလိုလေးဖြန့်ခင်းပေးပါမယ်။ပြီးရင်တော့အပေါ်ကနေနောက်ထပ်တွေ့ရခင်းမယ်။ပြီးရင်အသားလေးထပ်စီပေးမယ်။အခုလိုမျိုးတွေ့ရချင်းစီလေးတေချာလေးစီသွားပေးမယ်။ပြီးရင်တော့သုံးပိုင်းပိုင်းပြီးတော့ပကံလေးမှာအခုလိုလေးစီထားလိုက်ပါမယ်။ ဒီဟော့ပေါ့မှာကမုံကြီးရွက်ရဲ့အချို့ရတာကိုပြေဝခံစားရဖြစ်တဲ့အတွက်အရင်ဆုံးတော့ကောင်းပါတယ်ဝင်းတို့ရဲ့အောင်ရင်သားလေးကိုခုလိုလေးဖြတ်ထားပြီးတော့အိုးရဲ့အောက်ခြေမှာဆီထားပေးလိုက်ပါမယ်။ပြီးရင်တော့မုံရင်းနဲ့ဝတ်သားရောထားလေးကိုခုလိုမျိုးလေးဆီပေးလိုက်မယ်။အလဲရနေပြီးတော့ကိုနှစ်သက်တဲ့ပုံလေးထည့်ပေးလိုက်မယ်။ဝတ်မုံလုံးလေးကိုလည်းအနေတော်စိတ်လီထားပြီးတော့အခုလိုလေးထည့်ပေးလိုက်ပါမယ်။ ပြီးတော့ရင်တော့ကြက်ပြုတ်လေးလေးဆန်းပြီးတော့အဖုံးပိတ်ပြီးတော့ဒေချာလေးစုပွက်လာတဲ့ထည့်သေးပေးလိုက်ပါမယ်ဟီးကိုလည်းလက်ကကြက်ပြုတ်ရည်လေးတုံးထားရပေါ့နော်ပြီးတော့အသားလွှာလေးဆိုလို့ရှင်လေ CP ကနေပြီးတော့သူကအသင်းလွှာထားတဲ့ဖေကွန်အသားလွှာလေးဆိုတော့ချက်ရအရန်လွှဲတယ်ကိုကတောင်ထွားလို့ရှင်အသားလွှာတာပြင်းမှန်းတယ်ပြီးတော့ဝမ်ဖုံလုံးလေးကနူးနူးအီးလေးနေဆိုတော့အဲ့ဒါလေးလည်းတွေ့ပြီးတော့ပြန်လေးကြားလို့ရှင်ဟောပေါ်လေးစားပါမယ် နံမွှေးတာပဲခဏနေဆိုလို့ရှင်စလို့ရပြီပြီးတော့ဒီမှာအချင်းရကိုပတ်တာကိုအချင်းလေးဖြောထားပါတယ်အဲ့တော့ဒီနေ့တော့ CP Freshman မှာဈေးသွားဝယ်ရင်းနဲ့အဲ့ရနေဝယ်လာခဲ့တဲ့ဝတ်သားလွှာရဲ့ဝတ်မှုလုံးရဲ့ကိုသုံးပြီးတော့ရတာရှိတဲ့ hotpot လေးချက်စားလိုက်ပါတယ်။ပြီးတော့နောက်နေ့ကြလို့ရှိရင်လည်းအဲ့ဝယ်လာရတဲ့ကတခြားဟာတွေချက်ပြအောင်ပဲเนาะ။အဲ့တော့နောက်ထပ် blog လေးမှာပြန်ဆုံတွေ့ပါမယ်ရှင်။အမြဲအားပေးကြည့်ရှုလို့ကျေးဇူးများကြီးတင်ပါတယ်။